နစကစူးချိုးတန်းဒီရဲ့ဟိုဘက်ဒီဘက်မှာလူအုပ်ကြီးနှစ်ခုလုံးအသက်တောင်မရှူနိုင်ပဲစောင့်ကြည့်နေကြတယ်။အားလို့ရဲ့အကြီးတွေကယောက်ျားတယောက်တည်းစီမှာပဲစူနေတာပါ။သူကလည်းစကားမပြောနိုင်တဲ့ကလေးမလေးတယောက်အတွက်ယာအားလုံးကိုရင်ဆိုင်ပြီးစွန့်စားခဲ့တဲ့သူပေါ့။အားလုံးကမျော်လင့်ချက်တွေကုံလွားမိလို့ထင်နေတဲ့အဲ့ဒီအခိုက်အတန်းမှာပဲအတန်တိုးတိုးလေးတစ်ခုရုတ်တရက်ထွက်ပေါ်လာခဲ့ပါတယ်။ဒီနေ့ကျွန်တော်တို့ဖြောပြခြင်းတဲ့ဇလန်ကတော့အိန္ဒိယနဲ့ပါကစ္စတန်ကြားကနိုင်ငံရေးတင်းမာမှုတွေ ဘာသာရေးကွဲပြားမှုတွေအဲ့ဓာတွေအလုံးကိုလူသားတယောက်ရဲ့ဖြူစင်တဲ့မိသားတရားကဘလို့တောင်ကြော်လွားနိုင်စွမ်းရှိတယ်လဲဆိုတာကိုဖျားထားတဲ့2015ခုနှစ်ကအရန်ကောင်းတဲ့ရုပ်ရှင်တကားဘဂျရန်ကြီးဘိုင်ဂျန်ကြောင့်ပါပဲဒီဇက်ကောင်ကိုတော့ဒါရိုက်တာခမီခန်းကရဲ့ကူးထားပြီးအလုံးချစ်ကြတဲ့ဆောင်မန်းခန်းကအဓိကဇက်ကောင်ဖြစ်သေးကိုဆောင်းထားပါတယ်ဇက်လန်းရဲ့အဓိကချက်ကတော့ရှင်းရှင်းလေးပါပဲပါကစ္စတန်ကနေလမ်းပျောက်ပြီးအိန္ဒိယဟဲ့ရောက်လာတဲ့ စကားမပြောနိုင်တဲ့ကလေးမလေးတယောက်ကိုသူ့မိသားစုနဲ့ပြန်တွေ့နိုင်မှုဟိန္ဒူဘာသာဝင်အိန္ဒိယမျိုးသားတယောက်ကအရာအလုံးကိုစွန့်လွတ်ပြီးကိုညီခဲ့တဲ့ခီးစဉ်အကြောင်းကိုရင်းနှီးထီအောင်ရိုက်ပြထားတာပါဆိုတော့ဇလန်အစမှာပါကစ္စတန်ကမိုးရပါစကားမပြောနိုင်တဲ့6နှစ်အရွယ်ကလေးမလေးမူနီသူ့နာမည်အလင်းကတော့ရှာဟီတာပေါ့သူ့ကိုတွေ့လာမှာပါသူအမေကသမီးလေးစကားပြန်ပြောနိုင်ဖို့နောက်ဆုံးမျှော်လင့်ချက်လေးနဲ့အိန္ဒိယနိုင်ငံကနာမည်ကြီးဆူတောင်းပြီးနေရတဲ့ခုကိုဒုက္ခခံပြီးခေါ်လာခဲ့တာပေါ့ဒါပေမဲ့ ကံကြမ္မာကရက်ဆက်ချင်းတော့အပြန်လန်းမှာမူနီလေးကယထားပေါ်မှာအိပ်ပြိုပြီးဂျန်ခေပါလီရောအချို့စက္ကန့်တော့အိန္ဒိယနိုင်ငံထဲမှာတိောက်ထဲလမ်းပျောက်သွားခဲ့တာပေါ့အဲ့ဒီအချိန်မှာပဲဟနုမန်ဖရာကိုအယမ်းကြည်ညိုပြီးစိတ်ရင်းကောင်းယောသားဖြောင်းမှတ်တဲ့အိန္ဒိယမျိုးသားပါဝင်ကူမာနဲ့မထင်မှတ်ပဲစုံလေးထဲပါလေ ပောင်းဝင်းကဒီကလေးမလေးပဲလားခလည်းဘသူသမီးလည်းဘာမှမသိဘူး။ဒါပေမဲ့သူကမူနီလို့ချစ်စနိုးနာမည်ပေးပြီးကိုသားသမီးရင်းလေးလို့မဲစေရနာအဖြစ်နဲ့ဆောင်းလျှောက်ထားခဲ့တယ်။သူတို့နှစ်ယောက်ချားကတင်ရောစဉ်ကဘာသာတွေနိုင်ငံတွေလူမျိုးတွေဆိုတဲ့ခွဲခြားမှုတွေအလုံးထဲအများကြီးပေါ်ပြီးခိုက်မဲခဲ့ပါတယ်။ဇလန်ရဲ့အလေးအပြောင်းကတော့ခရစ်ကတ်ပွဲအတူတူကြည့်ရင်မူနီကပါကစ္စတန်အသင်းကိုအားရပါရအားပေးလိုက်တဲ့အချိန်မှဖြစ်သွားတာပါပဲ။အဲ့ဒီမှာရင်ပါဝန်တေးရောက်အမှန်တရားကိုတီးလိုက်ရတယ်။ သူအသက်ထမကချစ်ခင်ဆောက်ရှောက်နေတဲ့ကလေးမလေးဟာသူတို့နိုင်ငံနဲ့ရံပတ်လို့ဖြစ်နေတဲ့ပါကစ္စတန်ကမွတ်စလင်တယောက်ဖြစ်နေတာကိုအဲ့ဒီအချိန်ကစပြီးသူ့ဘဝရဲ့အရေးကြီးဆုံးမစ်ရှင်တစ်ခုလဲစတင်ခဲ့ပါတော့တယ်။ပါဝင်ကဘလောက်ပဲပိုက်ဆံကုန်ကုန်ဘလောက်ပဲအန်ဒရီများများသူဂရုမစိုက်တော့ဘူး။မူနီလေးကိုပါကစ္စတန်ကသူမိဘတွေစီအရောက်ကိုတိုင်းကိုယ်ကြပြန်ပို့ပေးဖို့သူ့ရဲ့ယုံကြည်ချက်ကိုအရင်တည်ပြီးပြက်ပြက်တာတာဆုံးဖြတ်ချက်ချလိုက်ပါတယ်။ဒါပေမဲ့ ဒီခရီးကပြောတလောက်လုံးဝမလွယ်ခဲ့ပါဘူးဗီဇာမရှိဘဲနဲ့အရန်တင်းချက်တဲ့အိန္ဒိယပါကစ္စတန်နယ်စပ်ကိုဖြတ်ဖို့ဆိုတာကအသက်နဲ့ရင်းရတဲ့ကိစ္စပါနိုင်ငံရဲ့အခြေအနေတွေကြောင့်နယ်စပ်ဖြတ်တဲ့သူတွေကိုသူ့လျို့ဆိုပေးပေးခတ်ဖန်းစီတာတွေရှိနေတဲ့ကြားကသူ့ဘလို့ရင်ဆိုင်ကြော်ဖြတ်ခဲ့လေဆိုတာကတကယ်ကိုရင်းသမမနဲ့ကြည့်ရမှာပါသူ့ရဲ့ဖြူစင်တဲ့နှလုံးသားနဲ့ခိုင်မာတဲ့ယုံကြည်မှုတွေကြောင့်ပဲအန်ဒရယ်ရီကြားကနေသူ့နယ်စပ်ကိုကြော်ဖြတ်နိုင်ခဲ့ပါတယ်ဒီလိုနဲ့သူ့ရဲ့စေတနာကိုအတိမပြည့်တဲ့အနေနဲ့ ပါကစ္စတန်ပြည်သူတွေကဟိန္ဒူဘုရားကိုကိုးကွယ်သူဘုဂျရန်ဂီနဲ့အကူကြီးလို့အသွေးပေးရတဲ့ဘိုင်ဂျန်ဆွဲစကလုံးတစ်ခုကိုပေါင်းပြီးသူ့ကိုလေးစားချစ်ခင်စွာနဲ့ခေါ်ဝေါ်ဟဲကြတာပေါ့ပါကစ္စတန်နိုင်ငံထဲကိုရောက်သွားတဲ့အခါမှာရောပါဝန်တယောက်တည်င်းတောက်သူဦးဖြစ်တဲ့ခြံဝက်နဲ့ဆုံတွေ့ခဲ့ပါတယ်ဒီတွေ့ဆုံမှုကဒုက္ခီးစင်တစ်ခုလုံးကိုအကြီးအကျယ်ပြောင်းလဲပေးခဲ့တာပါ ခုပါပဲခြံတော်ကအစားပိုင်းမှာတော့ပါဝန့်ကိုအိန္ဒိယသူလူတယောက်လားဆိုပြီးတန်တရားဝင်ခွေတာပေါ့ဒါပေမဲ့နောက်ပိုင်းမှာတော့ခလင်မလီတယောက်အတွက်သူအသက်ကိုတောင်ပတာနာမထားတဲ့စိရင်စေတနာအမှန်ကိုမြေဝါချင်းထင်မြင်တွေ့သွားပြီးနောက်မှာတော့ပါဝန့်ကိုကူညီဖို့ရောထွေခီးစဉ်ကိုမှတ်တမ်းတင်ဖို့ပါဆုံးဖြတ်လိုက်ပါတယ်ခြံတော်ရိုက်ကူးတဲ့သူတို့ရဲ့ခီးစဉ်ဗီဒီယိုတွေဟာအွန်လိုင်းပေါ်မှာတောင်းမီလို့ပြန့်နှံ့သွားခဲ့ပါတယ် နိုင်ငံရေးသမားတွေဒီစောက်ထားတဲ့အမုံတရားတွေကြားမှာဒီလူသားဆန်နဲ့ဇလန်လီကအိန္ဒိယနဲ့ပါကစ္စတန်နှစ်နိုင်ငံလုံးကပြည်သူတွေရဲ့လုံသားကိုတင်ပိုက်နိုင်ခဲ့ပြီးမျော်လင့်ချက်အလင်းရောင်တစ်ခုဖြစ်လာခဲ့ပါတယ်။အဲ့ဒီလိုနဲ့ပဲနှစ်နိုင်ငံပြည်သူတွေရဲ့စုပေါင်းအကူအညီနဲ့နောက်ဆုံးမှာတော့မူနီလေးဟာသူ့ရဲ့ဇာတိရွာလေးကိုပြန်ရောက်ပြီးမိခင်နဲ့ပြန်လည်ဆုံတွေ့နိုင်ခဲ့ပါတယ်။ဒါဟာလူသားဆန်မှုရဲ့တကယ့်ကိုကြီးကျယ်ခံထားတဲ့အောင်ပွဲတစ်ခုပါပဲ။ဒါပေမဲ့ဝမ်ဒါဆရာအချိန်လေးကကြာကြာမခံလိုက်ပါဘူး။ မူနီလေးဘေကင်းသွားပေမဲ့ပါဝမ်ကတော့တရားမဝင်ဝင်ရောက်မှုတူလျိုလောက်မှုလို့ဆွဆွဲခတ်တွေနဲ့ပါကစ္စတန်နယ်စပ်မှာအဖမ်းခံလိုက်ရပြီးရရဆက်ဆက်စစ်ဆဲခံခဲ့ရပါတယ်ဒီတရင်ကြောင့်အိန္ဒိယနဲ့ပါကစ္စတန်နဲ့နိုင်ငံလုံးကပြည်သူထောင်ပေါင်းများစွာဟာနေဆက်မှာစုယုံရောက်ရှိလာပြီးတော့ပေါဝမ်ကိုလွတ်ပေးဖို့တက်တန်တဲ့တောင်းဆိုခဲ့ကြပါတယ်။ဒါဟာရန်ဘတ်နိုင်ငံတစ်ခုကပြည်သူတွေဟာမစ်တာရီယာရှင်မှာတတားထဲဖြစ်သွားတဲ့တမိုင်းဝင်မြင်ခွင့်ချုပ်ကိုဖိခဲ့ပါတယ်။အခုဆိုရင်တော့ဇကားရဲ့အထက်အထိတ်အခန်းကိုရောက်လာပါပြီ။ လူတို့ရဲ့ဖြစ်အားကြောင့်ပါဝဲမကိုသူ့နိုင်ငံဘက်ပြန်ပို့ပေးဖို့သဘောတူလိုက်တယ်။နေဆက်ကိတ်တန်ခါကြီးပွင့်သွားပြီးပါဝဲမတယောက်ရှောက်လန်သွားတဲ့အချိန်မှာပဲတဖက်ချမ်းကမူနီလေးကသူ့ကိုတွေ့သွားပြီးသူ့ဘဝမှာပထမဆုံးအချိန်အဖြစ်အတန်ထွက်ပြီးအာကုံအော်ဟစ်လိုက်ပါတယ်။အဲ့ဒီမမဆွဲအတန်လေးအဲ့ဒီအတန်လေးကနေဆက်မှရှိနေတဲ့လူအလုံးရဲ့နှလုံးသားကိုတက်တက်ကိုရိတ်ခတ်သွားပြီးအလုံးရဲ့ရည်ရည်ချခဲ့ရပါတယ်။အဲ့ဒီအတန်လေးကမူနီရဲ့စကားမပြောနိုင်တဲ့အသားအဆီးကိုတင်မကဘူး။ နိုင်ငံတစ်ခုခြားတာမုံဒီမှုအသားအစီအိုပါတစ်ခါရဖြူချဖြစ်လိုက်တလို့ပါပဲဒီအနေဆရာမြင်ကွင်းကတတိပြထွားတာတစ်ခုကတော့လူသားတွေကြားကကရုဏာတရားနဲ့ချစ်ချင်းမေတ္တာဟာလူတွေဖန်တီးထားတဲ့ဘယ်လိုနေနိမ့်ဘယ်လိုပฏิပခမျိုးကိုမဆိုကြော်လွားနိုင်စွမ်းရှိတယ်ဆိုတာပါပဲအဆုံးသတ်အနေနဲ့ပြောရင်ဘတ်ထရန်ဂျီဘိုင်ကျန်းစွာကရိုးရိုးဖြော်ဖြေးရုပ်ရှင်တကားမြတ်တာမဟုတ်ပါဘူးချစ်ချင်းမေတ္တာနဲ့ယုံကြည်မှုရဲ့စွမ်းအားကိုသင်ခန်းစားပေးထားတဲ့လက်ရမြောင်းဇလံတစ်ပုဒ်ပါ ဒီဇလန်လေးကနိုင်ငံရေးနဲ့ဘာသာရေးတွေတိစောက်ထားတဲ့အမုန်းကြီးရတွေကိုဘေးဖယ်ပြီးလူသားချင်းချင်းမေတ္တာထားဖို့တိုက်တွန်းနေတယ်လို့ပါပဲ။